င်အားလုံးပဲမင်္ဂလာပါခင်ဗျာနော် ရှင်မင်းတကွာကောင်းစားကဲအဲ့တော့ကျွန်တော်ကူမတွေအားလုံးမထုံးစံနိုင်မယ်လမ်းမလေးတွေနေမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပြီပါကွန်မတ်မှာမင်္ဂလာပါလေးရေးသွားပြီပါအဲ့တော့ကျွန်တော်ဒီနေ့စတေးရက်နေ့ညနေ၄နာရီခွဲနောက်ပိတ်ထိစီပေါ့နော်ရှင်မင်းတကွာကောင်းစားကိုကျွန်တော်ကူမတွေကိုဒါလုံးဝ share ချပြပါမယ်ကျွန်တော်ရေးတွေ့နေတာအားလုံးချပြပါမယ်အဲ့ဒီပုံမှာကျွန်တော်ကူမတွေကကြိုက်ရင်ထိုးမကြိုက်ရင်ကြော်သွားကြိုက်ရဲဆိုရင်စောမကြိုက်ရင်ကြော် เนาะရှင်းရှင်းလေးเนาะကဲအဲ့တော့အားလုံးပဲတက်ညီလက်ညီလေးလမ်းမလေးတန်းစီနေမယ် channel လေးကို subscribe နေရတဲ့ channel လေးကို subscribe နေပြီပါ comment မှာမင်္ဂလာပါလေးတွေတန်းစီပြီးတော့မှန်သွားပြီပါနော်အဲ့တော့ကျွန်တော်အားပေးနေတဲ့ကိုမတွေအားလုံးပဲတူးပြောက်ချင်းစီတိုင်းစိတ်ချမ်းသာရင်ကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်ရဲ့နော်ကိုထုံးရီချန်နယ်ကနေပြီးတော့စုမှုကောင်းတောင်းပေးပါရစေပြန်နော်ကြည့်အဲ့တော့အားလုံးပဲလမ်းမလေးတန်းစီနေမယ်ကြည်နေတဲ့ဖုံးမှန် screen ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်လိုက်အဲ့ဒါဆိုရင်လမ်းမနှိပ်ပြီးသားဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ကြည့်အဲ့တော့ကျွန်တော်တို့စပြပြီးသွားမယ် အဲ့တော့ကျွန်တော်တို့ဒါ trust chain လေးရေးမယ်ပေါ့နော် trust chain လေးရင်ရေးမယ်ကဲအဲ့တော့မင်္ဂလာပါလေးတွေမှန့်ပြီမျိုးတွေမင်္ဂလာမင်္ဂလာမင်္ဂလာပေါင်းတဲ့ခါကျတော့ကျွန်တော်အကူအမတွေကမင်္ဂလာပါလေးနဲ့မှန့်သွားပြီမယ်နော် မနက်ကတော့ကျွန်တော်တို့8316ကပြီးမဆင်းသွားအောင်နော်83ကပြီးဆင်းသွားတယ်ပေါ့နော်အဲ့တော့ဒီညနေမှာတော့ဒါကျွန်တော်တွေ့တာမြင်တာလေးတွေကိုကျွန်တော်မိတ်ဆွေကိုမတွေကိုပြန်ပြီးတော့မြှောက်ပြီးမယ်အဲ့ဒါလေးကိုတစ်ချက်လောက်လိုက်ပြီးတော့ကြည့်ပြီးသွားနော်ကဲအဲ့တော့ကျွန်တော်နောက်ဘိတ်ဆိုင်ကနေအရင်ဆုံးစပြပြီးမယ်နောက်ဘိတ်ဆိုင်ကနေပြီးတော့အရင်စပြပြီးမယ်ဟုတ်ပြီဒီကောင်နောက်ဘိတ်ဆိုင်ကဒီကောင်ဘလို့လာထားလဲဆိုတော့ကျွန်တော်မျိုးတွေအားလုံးပဲ ်ခဏခဲတာနေနဲ့ပြရမယ်ဒီ6ရဲ့ဩဒီ7ရဲ့ဒီ9ရဲ့6 8 9 6 8 5ဒီသုံးလုံးပေါင်းခြင်းက6ရယ်8ရယ်9ရယ်ဒီသုံးလုံးပေါင်းခြင်းကတဲ့6ရယ်8ရယ်9ရယ်သုံးလုံးပေါင်းခြင်းက9เนาะဒီသုံးလုံးပေါင်းခြင်းကို931ဒီသုံးလုံးပေါင်းခြင်းက9လို့ရိုက်ဟုတ်ပြီเนาะဟုတ်ပြီเนาะအမျိုးတွေအားလုံးပဲ 6 85ဒီသုံးလုံးပေါင်းချင်းကကိုကျွန်တော်လူမဆောင်တော့ဘူးเนาะအဲ့တော့တွေးရမြင်တဲ့လူကတော့တခါလဲကြည့်သွားပါဗောနော်65ဒီသုံးလုံးပေါင်းချင်းကကိုကို931ဒီသုံးလုံးပေါင်းချင်းကကိုလိုရိုက်တယ်ဟုတ်ပြီเนาะ65သုံးလုံးပေါင်းချင်းကိုကို931သုံးလုံးပေါင်းချင်းကိုလိုရိုက်တယ်ဟုတ်ပြီအဲ့တော့931သုံးလုံးပေါင်းချင်းကိုလိုရိုက်တယ်เนาะ မိမိဝင်မင်္ဂလာပါဗျာဟုတ်ကဲ့ပါမင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပါเนาะအဲ့တော့ဒီမှာမှ9နှစ်ခွန်ဒီသုံးလုံးပေါင်းခြင်းက၄9ရဲ့2ရဲ့ခွန်ရဲ့ဒီသုံးလုံးပေါင်းခြင်းက၄ကို3ညာ၄3ညာသုံးလုံးပေါင်းခြင်း၄လို့ထည့်ရိုက်တယ်ဟုတ်ပြီเนาะ9နှစ်ခွန်သုံးလုံးပေါင်းခြင်း၄ကို3ညာ၄3ညာသုံးလုံးပေါင်းခြင်း၄လို့ထည့်ရိုက်တယ်ဟုတ်ပြီเนาะကဲလမ်းမလေးတန်းစီနေမယ် channel လေး subscribe နေရစေ channel လေးကို subscribe နေသွားပြီပါเนาะ အဲ့တော့ဒီ3လုံးပေါင်းချင်း၉ဒီ3လုံးပေါင်းချင်း၉လို့ရိုက်တယ်ဒီ3လုံးပေါင်းချင်း၄ကိုဒီ3လုံးပေါင်းချင်း၄လို့ရိုက်တယ်ဟုတ်ပြီအဲ့တော့ဆိုရင်ဟောဒီမှာ3ညာ3 3ဒီ3လုံးပေါင်းချင်းက6ဟုတ်ပြီနော်3ညာ3 3ဒီ3လုံးပေါင်းချင်း6ကိုဟောဒီဇောင်း3လုံးပေါင်းချင်း6လို့ရိုက်မယ်ဆိုကျွန်တော်ဘာနောက်ဝိတ်တယ်ပြရမလဲအားလုံးပဲသိတဲ့မိတ်ဆွေကိုမားရအားလုံးပဲတယောက်တစ်ချက်စီမှတ်သားပေးပါ နော်6အုပ်ရှင်းက3လုံးပေါင်းချင်း9ကိုဒီမှာ9 3 1 3လုံးပေါင်းချင်း9လို့ရိုက်တယ်9နဲ့9 3လုံးပေါင်းချင်း4ကို3ည4 3ည3လုံးပေါင်းချင်း4လို့ရိုက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကနော်3ည3 3 3လုံးပေါင်းချင်း6ကိုတဲ့9 6ဟုတ်တယ်3နောက်ပိတ်ထည့်ပြရမယ်နော်3နောက်ပိတ်ထည့်ပြရမယ် ဲ့ဒါမှကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီကဒီ၃လုံးပေါင်းချင်း6လိုရိုက်မှာဒီ၃လုံးပေါင်းချင်း6လိုရိုက်မှာဒီ၃ဒီဇောင်း၃လုံးပေါင်းချင်း6လိုရိုက်မှာဆိုရင်၃နောက်ပဲထည့်ပြရမယ်ပြန်เนาะကဲအဲ့တော့နောက်ထည့်ပေါ့เนาะဆက်ပြီးတော့ကျွန်တော်မိတ်ဆွေကိုမတွေနဲ့ဆက်ပြီးတော့ဆက်သွားကြည့်မယ်เนาะအဲ့တော့ဒီကောင်နောက်ဘိတ်ကဒီနောက်ဘိတ်နာမကြဘူးနောက်ထပ်နောက်ဘိတ် site တွေနဲ့ဆက်ပြီးတော့ကြမယ်ဆိုရင်ဘယ်လိုလာမလဲဆိုတာကိုဆက်ပြီးသွားကြည့်ကြအောင်နော်အဲ့တော့ဒီကောင်ဘယ်လိုလာလဲဆိုတော့6ရက်2ရက်3ရက် 6နဲ့3ဒီ3လုံးပေါင်းခြင်းက6ရဲ့2ရဲ့3ရဲ့ဒီ3လုံးပေါင်းခြင်းကကျွန်တော်တို့က1လို့ရတယ်ဒီ3လုံးပေါင်းခြင်း1ကို933ဒီ3လုံးပေါင်းခြင်းက1လို့ပြန်ပြီးတော့ဖြေထားတယ်ဟုတ်တယ်နော်6နဲ့3ဒီ3လုံးပေါင်းခြင်း1ကို933ဒီ3လုံးပေါင်းခြင်း1လို့ဖြေထားတယ်933ဒီ3လုံးပေါင်းခြင်း1ကို931ဒီ3လုံးပေါင်းခြင်း1နဲ့ပြန် ဖြေထားတယ် ဟုတ်ပြီနော်ချောင်းနဲ့တော့ဒီသုံးလုံးပေါင်းချင်း1ကို933ဒီသုံးလုံးပေါင်းချင်း1နဲ့ဖြည်တယ်933ဒီသုံးလုံးပေါင်းချင်း1ကို331ဒီသုံးလုံးပေါင်းချင်း1နဲ့ဖြည်တယ်အဲ့တော့303လေးဒီသုံးလုံးပေါင်းချင်းခွန်တဲ့3ညရဲ့3ရဲ့4ရဲ့ဒီသုံးလုံးပေါင်းချင်းခွန်နော်343ညဒီသုံးလုံးပေါင်းချင်းခွန်နဲ့ထပ်ဖြည်ထားတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကခွန်46ဒီသုံးလုံးပေါင်းချင်းခွန်ကိုနော်ဒီသုံးလုံးပေါင်းချင်းခွန်ကို ဒီသုံးလုံးပေါင်းချင်းခွန်နဲ့ထက်ပြီမဲ့ဆိုရင်ကျွန်တော်တို့ဘာနာဝိတ်ခဲ့ပြရမလဲအားလုံးပဲသိတဲ့မိတ်ဆွေတောက်တစ်ချက်စီမှန်းသွားပြီမဲ့နော်6နဲ့3သုံးလုံးပေါင်းချင်း1ကို933သုံးလုံးပေါင်းချင်း1နဲ့ဖြီးတယ်933သုံးလုံးပေါင်းချင်း1ကိုခွန်31သုံးလုံးပေါင်းချင်း1နဲ့ဖြီးတယ်3ည34သုံးလုံးပေါင်းချင်းခွန်34ည3လုံးပေါင်းချင်းခွန်နဲ့ဖြီးတယ်ဟုတ်ပြီနော်အဲ့တော့ခွန်46သုံးလုံးပေါင်းချင်းခွန် ဒီသုံးလုံးပေါင်းကြီးခုနဲ့ဖြီမယ်ဆိုကျွန်တော်တို့ကသုံးညနောက်ပိတ်ထည့်ပြီးရမယ်ဟုတ်တယ်မှန်တယ်သုံးညနောက်ပိတ်ထည့်ထည့်ပြီးရမယ်ဟုတ်ပြီနော်အဲ့တော့နောက်ပိတ် site တွေရပြီနောက်ပိတ် site တွေရပြီဆိုထိပ်စီး site ကိုဆက်ပြီးတော့သွားကြည့်မယ်နော်ထိပ်စီး site ကိုဆက်ပြီးတော့သွားကြည့်တော့ဒီထဲမှာပြပြလိုက်မယ်ရမလားမသိဘူးနော်အဲ့တော့ထိပ်စီး site ကိုဆက်ပြီးသွားကြည့်မယ်ဆိုတော့ကျွန်တော်တို့ကနော်ဒီ6ရဲ့ဒီ9ရဲ့ဒီ3ရဲ့ဒီသုံးလုံးပေါင်းကြီး6 9 3 6ရဲ့9ရဲ့3ရဲ့ဒီ3လုံးပေါင်းခြင်းက4 6 9 3ဒီ3လုံးပေါင်းခြင်း4က4ဒိတ်စီဟုတ်ပြီနော်6 9 3ဒီ3လုံးပေါင်းခြင်း4က4ဒိတ်စီလို့ကြားတယ်9 3ည1ဒီ3လုံးပေါင်းခြင်းက6 9 3ည1ဒီ3လုံးပေါင်းခြင်း6က6ဒိတ်စီလို့ကြားတယ်နော် 6533လုံးပေါင်းချင်း440ဒိတ်စီလိုကြတယ်931 3လုံးပေါင်းချင်း9 3လုံးပေါင်းချင်း6ကကျွန်တော်တို့6ဒိတ်စီလိုကြတယ်အဲ့တော့ဒီ3ညခွန်3ညဒီ3လုံးပေါင်းချင်းကခွန်ဆိုရင်ကျွန်တော်တို့ကခွန်ဒိတ်စီလိုကြပဲဆိုခွန်ဒိတ်စီနော်အဲ့လိုမှမဟုတ်သူကခွန်မတ်တက်နဲ့သွားမယ်ဆိုရင်၄တုတ်ဒီနှလုံးပေါင်းချင်းခွန်6တိနှလုံးပေါင်းချင်းခွန် အဲ့တော့ဒီမှာတုံညာလောက်ကြီးဖြစ်တဲ့အတွက်ကြောင့်မခွန်၃ချက်ခွန်မတ်သက်၃ချက်ရိုက်မယ်ဆိုရင်ဒီမှာတုံညာရှိတဲ့အကြောင်းဒီမှာဒီဇောင်းဒီနှလုံးပေါင်းချင်းကခွန်ဖြစ်မယ်ဆိုရင်ခွန်တိတ်ဇီးလိုပဲထက်ထက်ပြရမယ်။နော်အားလုံးပဲမှတ်မိလားမသိဘူးကျွန်တော်မိတ်ဆွေအားလုံးပဲထပ်ပြပေးမယ်နော်ဒီ၃လုံးပေါင်းချင်း၄ဟုတ်လို့၄တိတ်ဇီးဒီ၃လုံးပေါင်းချင်း၆ဟုတ်လို့၆တိတ်ဇီးဒီ၃လုံးပေါင်းချင်းခွန်ဟုတ်လို့ခွန်တိတ်ဇီးလိုလာမယ်ဆိုခွန်တိတ်ဇီးနော်အဲ့တော့အဲ့လိုမဟုတ်ဘူးသူကခွန်မတက်နဲ့သွားမယ်ဆိုရင်ဒီနှလုံးပေါင်းချင်းကဒီဇောင်းနှလုံးပေါင်းချင်းကခော့ ဒီဇောင်းနှလုံးပေါင်းခြင်းကခွန်ဒီဇောင်းနှလုံးပေါင်းခြင်းကခွန်ဆိုရင်ကျွန်တော်တို့ကခွန်နေစီပဲအဲ့တော့ခွန်3ရယ်ဗာထဲမလဲကျွန်တော်တို့နောက်ဘက်က3နောက်ဘက်3ညာနောက်ဘက်ရတယ်ခွန်3ရယ်ခွန်80ရယ်ထက်ထည့်ပြရမယ်နော်ခွန်3ခွန်80ထက်ထည့်ပြရမယ်ဒါကတစိုက်ကအဲ့တော့ကျွန်တော်ခုနကလုံးကအာလုံးကကျွန်တော်ခုနကလုံးကပြပြထားတယ်နောက်ဘက်ထမှာဆိုရင်3နောက်ဘက်3နာနောက်3ညာနောက်ဘက်3 3ညာနောက်ဘက် အဲ့တော့ခုနကထိတ်စီရခွန်တလုံးထိတ်စီရပြီဟုတ်ပြီအဲ့တော့နောက်တစ်ပင်နောက်တစ်ပင်ကိုဆက်ပြီးတော့သွားမယ်ကျွန်တော်ကိုမတရားအလုံးကလက်မလေးတွေတန်းစီနေပြီပါ channel လေး subscribe နေရတဲ့ channel လေးကို subscribe နေပြီပါကြည့်နေရင်လည်းဘာမှဘာမကြည့်ကြည့်နေတဲ့ကျွန်တော်အကူမတွေအားလုံးပဲတောက်ချင်းစီလက်မလေးတော့ပုံမှန် screen ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပေးအားဆိုလက်မနေပြီသားဖြတ်သွားပါလိမ့်မယ်နော်ကဲအဲ့တော့နောက်တဲ့ထိတ်စီတစ်လိုင်းကိုသွားမယ်အဲ့တော့လက်မလေးနှိပ်ပြီးတော့အားပေးသွားမယ်ဗျာနော် ၃ည6ရဲ့၅ငါရဲ့ဟောဒီက၈ငါရဲ့ဟောဒီက၃ခွန်ရဲ့ဩ40 33 6ခွန်၄เนาะအဲ့တော့ဒီဘက်ကကြတော့၅9ရဲ့60ရဲ့ဘက်က73ရဲ့ကြဲအဲ့တော့နောက်တစ်ဆိုင်ကိုနောက်တစ်ဆိုင်နောက်တစ်ပင်ကိုဆက်ပြီးသွားမယ်နောက်တစ်ဆိုင်နောက်တစ်ပင်ကိုဆက်သွားမယ်ဆိုတော့ကျွန်တော်တို့ကနောက်တစ်ဆိုင်နောက်တစ်ပင်မှာကျွန်တော်တို့က break line နေနဲ့ထပ်ပြီးတော့ ်သွားတယ်ပေါ့နော်ဒီနောက်ဘိတ်တော့နှလုံး break line နေနဲ့ဆက်သွားတယ်เนาะအဲ့တော့ဆက်ပြီးတော့ကြည့်မယ်အားလုံးပဲတော်တော်လေးမိုက်ပါတယ်เนาะအဲ့တော့ဒီ၃လုံးပေါင်းချင်းက1ဒီ၃လုံးပေါင်းချင်းက1ဒီ၃လုံးပေါင်းချင်း1ကိုဟောဒီဇောင်း၃လုံးပေါင်းချင်းက1လို့ဖြေတယ်ဒီဒီဒီ၃လုံးပေါင်းချင်းကเนาะခဏလေးပြန် line ကြသွားလို့เนาะเนาะ line ကြသွားလို့ပါ ဒီသုံးလုံးပေါင်းချင်းနှစ်ကိုเนาะအပေးနေတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျဒီသုံးလုံးပေါင်းချင်းနှစ်ကိုဒီဇောင်းသုံးလုံးပေါင်းချင်းနှစ်လို့ဖြည်တယ်ဒီလုံးဒီသုံးလုံးပေါင်းချင်းကခွန်ကိုဇောင်းသုံးလုံးပေါင်းချင်းခွန်လို့ဖြည်တယ်ဟုတ်ပြီအဲ့တော့ဒီသုံးလုံးပေါင်းချင်းက6ဒီသုံးလုံးပေါင်းချင်း6ကိုဒီဇောင်းသုံးလုံးပေါင်းချင်း6လို့ဖြည်မယ်ဆိုရင်ကျွန်တော်ဘာထိပ်စည်းထည့်ပေးရမလဲဘာထိပ်စည်းထည့်ပေးရမလဲတည်ရမိတ်ဆွေလေးတွေမှတ်ပေးပါเนาะဒီသုံးလုံးပေါင်းချင်းနှစ်ကိုဇောင်းသုံးလုံးပေါင်းချင်းနှစ်ဒီသုံးလုံးပေါင်းချင်းခွန်ကိုဇောင်းသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်း 6ကိုဟုတ်တယ်ဇောင်း3လုံးပါရင်6လို့ဖြစ်ရမယ်ဆိုရင်9ထိပ်ထည့်ပေးရမယ်ဥပမာအရှင်းဆုံးပုံစံနဲ့ပြရမယ်ဆိုရင်เนาะအရှင်းဆုံးပုံစံနဲ့ကျွန်တော်မိတ်ဆွေကိုမားတွေကိုပြရမယ်ဆိုရင်ဒီမှာ၄ထိပ်ဟုတ်လို့၄ထိပ်ဒီမှာ6ထိပ်ဟုတ်လို့6ထိပ်ဒီမှာ9ထိပ်ဟုတ်လို့9ထိပ်လို့ကြာထားတယ်ဟုတ်ပြီเนาะဟုတ်ပြီเนาะဒီမှာ၄ထိပ်ဟုတ်လို့၄ထိပ်စီဒီမှာ6ထိပ်ဟုတ်လို့6ထိပ်စီဒီမှာ9ထိပ်ဟုတ်လို့9ထိပ်စီကြာထားတယ်ဟုတ်ပြီ အဲ့မှာဒီကောင်ကဘလို့လဲပရိတ်ဒီဘလို့ချုပ်တယ်ဆိုတော့ဒီမှာ၄ဒိဟုတ်လို့၄ဒိစီလို့ကြပြီဆိုရင်ဟောဒီဒီ6တုံညာလေးဒီကနန်း3လုံးပေါင်းခြင်းက3ညာအဲ့3ညာရဲ့ပါဝါ9အဲ့9ကဒီ3လုံးပေါင်းခြင်း9ဖြစ်ပြီ3ညာ၄ဒိဒီ3လုံးပေါင်းခြင်း9ဖြစ်ပြီအဲ့တော့ဒီမှာ3ညာရှိတဲ့အတွက်ကြောင့်9ပရိတ်၄ဒိစီကို9ပရိတ်နဲ့ဆိုတော့41တကွက်ကောင်းထွက်သွားတယ်နားလည်မယ်နော်အားလုံးပဲနားလည်မယ်နော်နားလည်မယ်နော် เนาะဒီမှာ၄ဒိတ်စီကြလို့၄ဒိတ်စီလို့ပြန်ကြရမယ်ဆိုရင်ဒီမှာ၄ဒိတ်ကြလို့၄ဒိတ်လို့ကြမယ်ဆိုရင်ဒီ၃လုံးပေါင်းခြင်းကနော်၄ဒိတ်လို့ကြမယ်ဆိုရင်ဒီ၃လုံးပေါင်းခြင်းက၃ည၃ညရဲ့ပါဝါ၅အဲ့ငါဒီကနန်း၃လုံးပေါင်းခြင်းက၅ဖြစ်ရမယ်အဲ့တော့ဒီမှာ၃ညရှိတဲ့အတွက်ကြောင့်မူ၅ပရိယ၄ဒိတ်စီကို၅ပရိယနဲ့ဆိုရင်၄၁တက်ဘွက်ကောင်းဟုတ်ပြီအဲ့တော့ဒီမှာ၆ဒိတ်ဟုတ်လို့နော်ဒီမှာ၆ဒိတ်ဟုတ်လို့ ီမှာ6ထိပ်ဟုတ်လို့6ထိပ်လို့ကြပြီဆိုရင်ဟောဒီကဏ္ဍ3လုံးပေါင်းရင်9 6ဒီ3လုံးပေါင်းရင်က8 8ရဲ့ပါဝါက3အဲ့3ကဟောဒီခွန်6တုံညာဒီကဏ္ဍ3လုံးပေါင်းရင်3ဖြစ်ပြီ။အဲ့တော့ဟုတ်ပြီဒီမှာ6ထိပ်ကြလို့6ထိပ်ကြတယ်6ထိပ်ကြလို့6ထိပ်ကြပြီဆိုရင်မှန်ပြီဆိုရင်9 6ဒီ3လုံးပေါင်းရင်က9ရဲ့ခွန်ရဲ့6ရဲ့ဒီ3လုံးပေါင်းရင်က8 8ရဲ့ပါဝါ3အဲ့3ကဒီကဏ္ဍ3လုံးပေါင်းရင်3ဖြစ်ပြီရမယ် အဲ့တော့၃ပြိဒီမှာကကျွန်တော်တို့ကခွန်ရှိတဲ့အတွက်ကြောင့်မခွန်၃ပြအောင်ဆိုရင်ကျွန်တော်တို့က၆ပြိထည့်ပေးရမယ်၆ပြိ၆ပြိစီကို၆ပြိနဲ့ဆိုရင်60တကွက်ကောင်းဟုတ်လားငါခွန်၅နဲ့မဟုတ်ဘူးငါခွန်လည်းမဟုတ်၅နဲ့တော့ဒါပြမယ်နော်ကြည့်အဲ့တော့မဟုတ်ဘူးဒီမှာ၅ဒိတ်ဟုတ်လို့၅ဒိတ်ကြပါပြီခါငါတဲ့ဟုတ်လို့ငါတဲ့ကြပြီဆိုရင်ဒီရှင်ငါငါဒီကဏ္ဍသုံးလုံးပေါင်းခြင်းကကျတို့ပါရမယ်ရှစ်ရငါးရငါးရဒီကဏ္ဍသုံးလုံးပေါင်းခြင်းကရှစ်လို့ရမ ရှေ့ရပါဝါက3ရှစ်3ရှေ့ရပါဝါက3ပေါ့နော်အဲ့ရှေ့ရပါဝါ3အဲ့3ဟာဒီကနေ3လုံးပေါင်းချင်း3ဖြစ်ပြီးရအဲ့တော့ကျွန်တော်တို့ကဒီမှာ9ရှိတဲ့အတွက်ကြောင့်မလို့9ကို3ဖြစ်အောင်ဆိုရင်ဒီမှာကျွန်တော်ဘာပရိသတ်ပေးရမလဲအားလုံးပဲနော်9ကို3ဖြစ်အောင်ဆိုရင်ဒီမှာ10ပရိမထည့်ပေးရဘူးလားနော်ဒီမှာ10ပြိတ်ထည့်ပြီးမှဒီအောက်မှာ10ပြိတ်ထည့်ပြီးလားဒီက10ပြိတ်ရဲ့ဒီက900ပေါင်းမှာ3ဖြစ်ပါလေဟုတ်တယ်နော် ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့က9ဒိတ်စီရထားတယ်8 3ပြိတ်နဲ့ sorry 9ဒိတ်စီရတယ်8ပြိတ်နဲ့ဆိုရင်ကျွန်တော်တို့က53တကွက်ကဟုတ်တယ်မှန်တယ်မျိုးတွေဟုတ်တယ်နော်ပြန်ပြပေးမယ်ဒီက6ဒိတ်ဟုတ်လို့ဒီမှာ6ဒိတ်လို့ကြပါကြပြီးကြထားတဲ့အတွက်ကြောင့်ဒီမှာ6ဒိတ်ဟုတ်လို့ဒီမှာ6ဒိတ်လို့ကြပြီးဆိုရင်ဒီ3လုံးကနေကဏ္ဍ3လုံးပေါင်း6 3ညလေး3လုံးပေါင်းချင်းက3ည3ညရဲ့ပါဝါက9အဲ့ဒီ9ကဒီကဏ္ဍ3လုံး9ဖြစ်ရမယ်3ညရှိရတဲ့အတွက်ကြောင့်မလို့ တုံည5ပြောင်းဆိုရင်5ပြိတ်6ပြိတ်စီကို5ပြိတ်နဲ့48တက်กว่าကောင်းเนาะအဲ့တော့ဒီမှာ6ပြိတ်ဟုတ်လို့6ပြိတ်လို့ကြာပြီ5ဒီကနေ့3လုံးပေါင်းခြင်းက9ခွန်6 3လုံးပေါင်းခြင်းကကျွန်တော်မိတ်ဆွေအားလုံးပဲ8 8ရပါဝါ3အဲ့3ကဒီကနေ့3လုံးပေါင်းခြင်း3ဖြစ်ပြီးရမယ်ဒီမှာခွန်ရှိတဲ့အတွက်ကြောင့်ခွန်3ဖြစ်အောင်လို့6ပြိတ်ပေါင်းပြိတ်ပေါင်းထည့်ပြီးရမယ်အဲ့တော့6ပြိတ်စီကို6ပြိတ်နဲ့ဆိုရင်60တက်กว่าကောင်းနော်ဒီမှာ9ဟုတ်လို့9ထိပ်ကိုကျွန်တော်တို့က9ဟုတ်လို့9ထိပ်ကိုကျွန်တော်တို့က နော်ဒီကနန်း၃လုံးပေါင်းခြင်းကကျွန်တော်တို့က၈လို့ရတယ်၈ရဲ့ပါဝါ၃အဲ့၃ကဒီကနန်း၃လုံးပေါင်းခြင်း၃ဖြစ်ရမယ်အဲ့တော့ဒီမှာကကျွန်တော်တို့က၅ရှိတဲ့အတွက်ကြောင့်၅ကို၃ဖြစ်အောင်ဆိုရင်၈ပြိတ်ထည့်ပေးရမယ်အဲ့တော့၅ဒိတ်စီကို၈ပြိတ်နဲ့ဆိုရင်53တက်ကွက်ကောင်းဟုတ်လားအဲ့တော့ကျွန်တော်တို့က၅ဒိတ်စီကွက်ကလုံးကကျွန်တော်တို့တက်ကွက်ကောင်းစိုက်ဒီထဲမှာအဲ ထိပ်စီးထဲမှာငါးထိပ်စီးတစ်ကွက်ထည့်ထည့်မယ်ဒီနေ့နေ့ပြန်ကနန်းရှိတယ်ပြန်ကနန်းဘာပြန်ကနန်းလဲဆိုတော့တေချာလေးတေချာလေးကြည်သွားမယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒါဒီကမှာရည်လိုက်တော့မယ်ခွန်3ရဲ့80ရဲ့93ရဲ့ဒီမှာ3ညာ break ဖြစ်တဲ့အတွက်ကြောင့်မလို့90ခွန်3ခွန်80 93ရဲ့90နော်3ညာနောက်ဝေးရှိတဲ့အတွက်ကြောင့်မလို့90တကွက်ထည့်ထည့်မယ် အဲ့တော့ဒီညနေတော့ပြန်ကနန်းတစ်ခုရှိတယ်အဲ့ပြန်ကနန်းလေးကိုကျွန်တော်မိတ်ဆွေတွေတစ်ချက် live ကြည့်ပြီးတော့ခြိသွားပေးမယ်နောက်တဲ့ the site ပေါ့နော်နောက်တဲ့ the site ကိုဆက်ပြီးတော့ပြပေးမယ်ကဲအဲ့တော့လမလေးတွေ dancing နေပေးပါကြီးနေတဲ့သုံးပုံပုံတပုံလောက်မရှိပါဘူးလမနေထားတဲ့လူတွေကနော်လမနေထားတဲ့လူကကြီးနေတဲ့သုံးပုံပုံတပုံလောက်မရှိပါဘူးအဲ့တော့ကျွန်တော်မျိုးရိုးတွေအားလုံးပဲဘာမှမတွန့်တူပါနဲ့ကြီးနေနေတဲ့ဖုံးမှန် screen လေးကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ရတာဖုံးပေတော့ပုံကုန်မသွားဘူးเนาะ ဖုံးမှန်ကြီးလည်းကွဲမသွားဘူးเนาะဖုံးမှန်ကွဲသွားတာလို့ဘာလို့ဆိုရင်ပြောအစ်စ်ပြန်ဝယ်ပြီးမယ်เนาะလမ်းမျိုးလေးနဲ့ဒီလိုလေးတောက်လို့ဖုံးမှန်ကြီးကွဲသွားပါလေဆိုရင် ပြောအစ်စ်ပြန်ဝယ်ပြီးမယ်မှန်မလဲပြီမလဲပြီအဲ့ဒါကြီးပါပါစုလို့เนาะအစ်စ်ပြန်ဝယ်ခဲ့ပြီเนาะ ကျွန်တော်အာဂျုမန်တက်နဲ့ပြပီးနေကျွန်တော်အကူမာတွေကတော့အားတက်အောင်လို့လက်မလေးတန်းစီနှိပ်ပြီးလေအာ sorry နော်ကဲတော့ထပ်ပြီးတော့ကြည့်မယ်ဗျာနော်တကယ်လားတကယ်ဝင်မယ်နော်ကဲတော့ထပ်ပြီးတော့ပြောမယ်ထပ်ပြီးတော့ကြည့်မယ်ပေါ့နော်အဲ့တော့ဒီကောင်နောက်ထပ်ထိပ်စီလိုင်းတစ်လိုင်းရှိတယ်ထိပ်စီလိုင်းကြီးလည်းကောင်းတယ် နော်ဟုတ်တယ်ထိပ်စီလိုက်နီးတလိုင်းစီအဲ့ထိပ်စီလိုက်နီးကိုဆက်ပြီးတော့ပြပြီးသွားမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဒီနေ့ရဒီရှိရဒီငားရဒီသုံးလုံးမုံချင်းကငားနော်ရှင်းငားနှစ်ဒီသုံးလုံးမုံချင်းကငားကို၄ခွန်၄ဒီသုံးလုံးမုံချင်းကငားလို့ဖြုတ်တယ်နော်နော်ကြအားလုံးပဲလောမလေးတန်းစီနေပြီပါနော် ရှင့်ငါးနဲ့ဒီသုံးလုံးပေါင်းခြင်းကငါ့ကိုလေးခွန်လေးဒီသုံးလုံးပေါင်းခြင်းကငါ့လို့ဖြုတ်တယ်။ဟုတ်ပြီနော်။ဟုတ်ပြီနော်။ပြီးအောင်ကြည့်ပြီးအောင်ကြည့်ဒီညနေပေါအောင်မယ်။နာကျင်းတ်လားကျင်းတ်ပါလေဗျာနော်။အဲ့ကွေးနေတော့ဘုံပြင်းနေမဲတဲ့နော်ရှင်ငါးနဲ့ဒီသုံးလုံးပေါင်းခြင်းကငါ့ကိုလေးခွန်လေးဒီသုံးလုံးပေါင်းခြင်းကငါ့လို့ဖြုတ်တယ်။၃၃ညာလေးဒီသုံးလုံးပေါင်းခြင်းကခွန် လေးတုံညာတုံဒီတုံးလုံးမောင်းညင်ခုံ656ဒီလုံးမောင်းညင်ခုံလို့ဖြုတ်တယ်ဟုတ်ပြီနော်ဒီတုံးလုံးမောင်းညင်ခုံလို့ဖြုတ်တယ်ဟုတ်ပြီအဲ့တော့6ခုံတုံဒီတုံးလုံးမောင်းညင်က6ကို6ခုံတုံဒီတုံးလုံးမောင်းညင်6ကိုဟောဒီမှာဒီတုံးလုံးမောင်းညင်6လို့ဖြုတ်မယ်ဆိုရင်ကျွန်တော်တို့ဘာထိစည်းထည့်ပြီးရမယ်ဒီဘေးစစ်ချလောက်မှန်းသွားပြီရှင်း9နှစ်ဒီ3လုံးပေါင်းချင်း8ရ9ရနှစ်ဒီ3လုံးပေါင်းချင်း9 နော်ဒီ၃လုံးပေါင်းခြင်း၅ကိုနော်၄ခွန်၄ဒီ၃လုံးပေါင်းခြင်း၅လို့ပြောတယ်၄၃ည၃ဒီ၃လုံးပေါင်းခြင်းခွန်၆၅၆ဒီ၃လုံးပေါင်းခြင်းခွန်လို့ပြောတော့၆ထိပ်6ခွန်3ဒီ3လုံးပေါင်းခြင်း6ကိုဒီ3လုံးပေါင်းခြင်း6လို့ဖြုတ်မယ်ဆိုရင်8ထည်ဟုတ်ပြီနော်8ထည်ဒီမှာပဲရေးလိုက်တော့8ထည်ဟုတ်ပြီအဲ့တော့ကျွန်တော်ခဏကပြောလေတကွာကောင်းပြန်ကနန်းဆိုတာကတကောင်းအချိုးနော် ဝရကကျွန်တော်တို့ဒီမှာရှစ်ထိပ်ပေါ့ဗျာရှစ်ထိပ်ပဲရေးလိုက်ဒီမှာရှစ်ပေါ့နော်ရှစ်ထိပ်ရေးလိုက်ဒီကောင်ဝရကလုံးကကျွန်တော်တို့ပရိတ်ဆိုင်မှာကဒီကောင်ကငားထိပ်မဟုတ်ပဲနဲ့ရှစ်ထိပ်လို့လာမယ်ရှစ်ထိပ်လို့လာမယ်ဆိုဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့ကဘာရမလဲရှစ်ငားရှစ်ဒီသုံးလုံးပေါင်းခြင်းက၈ရဲ့၅ရဲ့ပေါင်းတော့၃၃ရဲ့၈ရဲ့ပေါင်းတော့၁၁ရဲ့ပါဝါက၆ဒီသုံးလုံးပေါင်းခြင်းက၁ဖြစ်ခြင်းကြောင့်၁ရဲ့ပါဝါ၆နော်အဲ့တော့တရပါဝါ6အဲ့6ကဒီကနန်း3လုံးပေါင်းခြင်း6ဖြစ်ပြရမယ်ဆိုရင် ျွန်တော်တို့ဒီမှာငားရှိတဲ့အတွက်ကြောင့်လို့ဒီမှာဘာပရိတ်ပေါင်းထည့်ပေးရမယ်တစ်ပရိတ်ပေါင်းထည့်ပေးရမယ်အဲ့တော့တစ်ပရိတ်ပေါင်းထည့်ပေးရမယ်ရှစ်ထိပ်စီကိုတစ်ပရိတ်နဲ့ဆိုရင်83တကွက်ကအဲ့ဒီ3နောက်ဘိတ်ကလည်း3နောက်ဘိတ်ဆိုင်ကရှိထားတဲ့အတွက်ကြောင့်ဒီ83မနက်ပိုင်း83ညနေပိုင်းမှာပြန်မစင်းဘူးလို့ပြောလို့မရဟုတ်ပြီနော်နားလည်မယ်နော်နားလည်မယ်နော်မျိုးတွေအားလုံးပဲနားလည်မယ်နော်နောက်ကရက်ကဘရိတ်လိုင်းနဲ့ပြန်ချုပ်တာနော်ဒီသုံးလုံးပေါင်းချင်းကဒီနေရာမှာငားမုတ်ခွင်နဲ့ရှစ်ဖြစ်လာမယ်ဆိုဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့က တဲ့တဲ့ရပါွား6အဲ့6ကဒီကနန်း3လုံးပေါင်းချင်း6လို့ဖြစ်ပြရမယ်အဲ့တော့ဒီမှာ9ရှိချင်းကြောင့်ဒီမှာကျွန်တော်တို့ကတစ်ပရိတ်ထည့်ပြရမယ်၈ဒိတ်စီကိုတစ်ပရိတ်နဲ့ဆိုရင်83တကွာကပြန်ကနန်းနေနဲ့ပြန်လာဘူးရှိတယ်ဟုတ်လားဟုတ်လားနောက်ပြီးတော့3နောက်ဝိတ်ဆိုင်ရယ်ပြထားပြီးပါပြီလေအဲ့တော့83တကွာထည့်ထူရမယ်နောက်တဲ့80တကွာထည့်ထူရမယ်နော်ခပါပါနေလေ 6နဲ့4 6 6ခွက်เนาะ6ခွက်ကိုရမ်းမယ်ဆိုရင်เนาะရံခွက်အနေနဲ့ဆိုရင် ဒါကတော့ကျွန်တော်ဒါကြိုက်တယ်ပေါ့နော်ကြိုက်တဲ့ကနေပေါ့နော်ဒီကနေ6ခွက်ကတော့မင်း2 4 6 8ဒီကနေ6ခွက်ကတော့ရံခွက်တွေနဲ့ထိုးပါဆိုရင်စင်ပြီဒီညနေမှာလုံးဝပေါက်အောင်နော်ဒီညနေမှာလုံးဝပေါက်အောင်နော်အဲ့တော့အာနော် တချို့လူတွေကြတော့ဗျာတီးတန့်ကြီးကိုလေဟိုနေဖြစ်တဲ့လူတွေရှိတယ်ဗျာသိရရိုင်းတဲ့လူတွေရှိရိုင်းဆိုင်တဲ့လူတွေရှိတယ်ဘောနော်အဲ့လိုတီးတန့်ကြီးရိုင်းဆိုင်တဲ့လူတွေရှိတယ်နော်အဲ့တော့ဟိုနေမဖြစ်ဘူးဗျာနော်ဒါသူတို့ကသူတို့ဒါအမိရုပ်လို့နှုတ်ကြမ်းတာကျွန်တော်ဟိုလက်ဘာမှမတတ်နိုင်ဘူးဗောနော်အဲ့တော့ကျွန်တော်ပြောတာချင်းချင်းလေးကျွန်တော်ပြတဲ့ site ကိုကြိုက်တဲ့ဆိုမှသူမကြိုက်ရင်မထိုးပါနဲ့ချင်းချင်းလေးပဲဟုတ်တယ်မလားကြိုက်တဲ့ဆိုမှ ဘူးမကြိုက်ရင်မထိုးနိုင်ဆောကြီးကကျွန်တော်ပြောဒီတိုင်းပဲပြောကဲဟုတ်ပြီအဲ့တော့အားလုံးပဲဒါပါပဲနော်ဒါပါပဲနော်ကဲအဲ့တော့ခဏလေးဗျာနော်ခဏလေးနော်ကြည့်နေတယ်ကိုမရအောင်ပဲနော် ကျွန်တော်တို့မှာတသက်စာမူဆိုင်တွေရှိတယ်ဗျတသက်စာမူဆိုင်တွေရှိတယ်ဒီရံွက်တွေပယ်ပလိုက်ဗျာနော်ဒီရံွက်တွေကိုပယ်ပလိုက်လေးနှစ်ရယ်ကိုးနှစ်ရယ်အဲ့နှစ်ကွက်အားပြီးတော့ဒီရံွက်တွေပယ်ပလိုက်ပြန်ပြီးတော့ထိုးမှာဆိုအဲ့ဒါဆိုအဲ့ဒါထိတိမိမိထိုးလို့ရတယ်နော်ဒီရံွက်တွေကိုပယ်ပလိုက် တတ်စာမူဆိုင်ရဆိုရင်နော်မူဆိုင်ရဆိုရင်ဒီကနေ့နှစ်ခွက်ဒီကနေ့နှစ်ခွက်ပေါ့နော်နောက်တစ်ခွက်တင်းနှစ်တစ်ခွက်ထည့်အဲ့တော့ဒါဆိုရင်2 4 6ဒီ3ခွက်တော့ဆို9ခွက်ဒါပဲရှိနော်ကျနာကောင်းကောင်းကောင်းဝင်ဟုတ်ကဲ့ပါနော်အဲ့တော့ကျွန်တော်ကူမာတွေများပါဆိုတော့အွက်တွေရမ်းများပါဆိုနော်တရားတွေဖြတ်ပလားမထိုးတော့လားနော် အဲ့တော့တရားကတကွက်ကောင်းဆိုင်တယ်တသက်စာမူဆိုင်တည်ရှိတသက်စာလက်ကင်သုံးရတယ်လက်ကင်သုံးရမယ်မူဆိုင်တည်ရှိတယ်အဲ့မူဆိုင်တည်တဲ့မှာနော်ကျွန်တော်တို့ဒီနေ့ကပြောတယ်ဝူးမကြော်မှာအကြာများမဲ့ပတ်တီးကနှစ်ပိုင်းပတ်တီးနှစ်ပိုင်းပတ်တီးထွက်ပြီလားမထွက်သေးဘူးနော်ဒီညနေမှာလုံးဝ share ချင်းဒီပေါ့ညီးရမယ်ကီးရ၄ကိုတက်ကီးအဲ့တော့၄ကိုတက်ကီးမှာ၄နှစ်၉နှစ်တင်းတင်းဒီကနန်း၃ခွက်ကထည့်ထိုးအောင်မင်းရနော် နော်အကြာကြီးစဉ်းစားအောင်စောင့်နေပါမယ်တဲ့မစိမ်းသာတော့တော့ပြီနော်၄နှစ်၉နှစ်၁နှစ်ဒါပဲနော်အဲ့တော့ကွန်3 90 5 30 80 80 6 90 6ွက်၄နှစ်၉နှစ်၁နှစ်ဒါပဲထိုးမယ်နော်ဒါပဲထိုးမယ်ကဲအဲ့တော့အားလုံးပဲဘိုင်းပါနောက်ရကြမှာပြန်တွေ့မယ်ကျွန်တော်ကိုမနေအားလုံးပဲစိတ်ချမ်းသာကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီညနေမှာထိုးတဲ့ကဏ္ဍနဲ့ထွက်တဲ့ကဏ္ဍနဲ့တထက်သေးကြပါစေဗျာနော်ကြားတော့အားလုံးပဲဘိုင်းပါဗျာနော်